အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့မှာတော့ကွန်ပျူတာနဲ့ပတ်သက်တဲ့အခြေခံသဘောတရားတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီကနေ့ခင်မှာဖုန်းလက်တော့ကွန်ပျူတာဆိုတာလူကြီးလူငယ်မရွေးကြားမှမရွေးကိုပိုင် လုပ်ငန်းလုပ်ကင်တာပဲဖြစ်ဖြစ်ကုမ္ပဏီဝန်ထမ်းလောက်ကင်တာပဲဖြစ်ဖြစ်အစိုးရဝန်ထမ်းလောက်ကင်တာပဲဖြစ်ဖြစ် ကြားမြင်ထိပ်တွေ့ဆက်ဆံနေရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီကနေ့ကျွန်တော်ပြောပြပေးသွားမယ်ကွန်ပျူတာအခြေခံသဘောတရားလေးတွေဟာမိတ်ဆွေတို့အတွက်တရောင်းတနေရာကနေပါဝင်ကြိုးပြုပေးနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ပေးဖို့မြတ်တာရခံလိုပါတယ်။ ကျွန်တော်အနေနဲ့ကွန်ပျူတာအခြေခံသဘောတရားတွေကိုအပိုင်း၄ပိုင်းခွဲပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲဒါတွေကတော့အပိုင်း၁ကွန်ပျူတာဆိုတာဘာလဲ။အပိုင်း၂က operating system နဲ့ software ညာအပိုင်း၃ကတော့ကျွန်တော် internet နဲ့ကွန်ရက်အခြေခံ ပြီးတော့အပိုင်း၄ကကျတော့လုံချုံရေဒီပြဿနာဖြေရှင်းနည်းနဲ့နောက်ထပ်လေ့လာစရာများဆိုပြီးတော့ဒီအပိုင်း၄ပိုင်းနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့တော့ကွန်ပျူတာဆိုတာဘာလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကွန်ပျူတာဆိုတာကျွန်တော်တို့အချက်အလက် အချက်လက် data တွေကိုဒီလက်ခံစီမံသိမ်းဆည်းပြီးတော့ကျွန်တော်တို့ဒီရလက်တကူထုတ်ပေးနိုင်တဲ့ဆက်တကူပဲဖြစ်ပါတယ်။ဒါကတော့ကွန်ပျူတာဆိုတဲ့ဆက်တလုံးကိုခြုံငုံပြောပြထားတယ်ရေးဘူးရသဘောတရားပေါ့နော်။အဲ့ဒီသဘောတရားအရာဆိုရင်တော့ကျွန်တော်တို့ဒီဖုန်းนี่ကျွန်တော် BN tablet တွေပြီးတော့ calculator တွေဆိုတာကလည်းပါဖြစ်လေဒီကွန်ပျူတာအသေးအစားဆက်ပစ္စည်းလို့ ဆိုရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ဆက်ပြီးတော့သွားအောင်နော်ကျွန်တော်အချက်လက်တွေကိုအဲဒီကွန်ပျူတာကြီးကဘယ်လိုလက်ခံမလဲပေါ့နော်ဒီအဲ့ဒီအပိုင်းကိုတော့ကျွန်တော်တို့ဒီအင်ဘွတ်အပိုင်းလို့ပြောရမှာပေါ့နော်ဒီကွန်ပျူတာတစ်လုံးကိုကျွန်တော်အချက်လက် data တွေထည့်သွင်းခိုင်းစေမယ်ဆိုလို့ရှိရင်ကျွန်တော် input device ေကနေတဆင်ထည့်သွင်းရမှာဖြစ်ပါတယ်အဲ input device ဆိုတဲ့နေရာမှာဒီမှာဟိုကျွန်တော်တို့ keyboard တွေ mouse တွေဟဲ့ပြီးလို့ရှိလို့ရှိရင်ဒီ scanner တွေပေါ့နော်အာ keyboard mouse တွေ scanner ရနေပြီပါလို့နော်ဒီ command တွေထည့်သွင်းပေးနိုင်တယ်ပြီးရင် scanner တွေကနေဓာတ်ပုံတွေ scan ဖတ်မယ်စာစာတမ်းတွေ scan ဖတ်မယ်ကျွန်တော်ပြီးတော့ကျွန်တော်ဒီ software center တွေမှာ ဒီကုန်ပစ္စည်းရဲ့အမျိုးအစားနဲ့ဒီဈေးနှုန်းတွေပါဝင်တဲ့ဒီဘားကုန်တွေကိုဖတ်မယ်ပေါ့နော်ပြီးတော့ဒီနေ့ခင်မှာအသုံးများတဲ့ကျူအာကုတ်ဖတ်တာတွေအဲစတဲ့အဲ့ဒါတွေကကွန်ပျူတာတစ်လုံးကနေအချက်လက် data တွေလက်ခံတဲ့အပိုင်းပဲဖြစ်ပါတယ်အဲဒီဘိုင်းကတော့ကွန်ပျူတာရဲ့အချက်လက် data တွေလက်ခံတဲ့အပိုင်းတနည်းအားဖြင့် import import ဒီအပိုင်းလို့ပြောရမှာပဲဖြစ်ပါတယ်နော် ောက်ပြီးကျွန်တော်နောက်တစ်ခုနောက်တစ်ခုကတော့စီမံတဲ့အပိုင်းပေါ့နော်စီမံတဲ့အပိုင်းမှာကျွန်တော်ဘာပါမလဲဆိုလို့ရှင်ဟို processing unit အပိုင်းပေါ့နော်ကျွန်တော်တို့ကဒီ mouse တွေ keyboard တွေကနေဒီ computer ဆီကိုအချက်လေးတွေဓာတ်ထည့်သွင်းလိုက်မယ်ခိုင်းစေလိုက်မယ်အဲ့ဒါလိုခိုင်းစေလိုက်တဲ့အခါကျွန်တော်တို့ဟာဘယ်လိုမျိုးခိုင်းစေလိုက်တယ်ဘယ်လိုမျိုးဖြစ်စေချင်တယ်ဆိုတာကိုဒီ computer ကနေပြီးတော့ စီမံရပါတယ်ပေါ့နော်ကွန်ပျူတာရဲ့ cloud တစ်ခုအဲဒီမျက်နှာပြင်ပေါ်က command button တစ်ခုကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ကခိုင်းစေလိုက်တယ်အဲ့လိုခိုင်းစေလိုက်တဲ့ဒီအလုပ်ရဲ့ရည်ရွယ်ချက်ကို အထမြောက်အောင်မြင်အောင်ဒီစီမံဆောင်ရွက်ပေးတာကဒီကွန်ပျူတာရဲ့အတွင်းမှာရှိတဲ့ဒီ central processing unit လို့ခေါ်တဲ့ CPU ကနေပြီးတော့ဒီလှုပ်ဆောင်ပေးတာပဲဖြစ်တယ်ပေါ့နော်ဟုတ်ပြီ အဲ့ဒါက CPU ဒီဒုတိယစီမံတဲ့အပိုင်းပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့တွေ့ရအောင်အာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ input အပိုင်းပြီးပြီးစီမံပိုင်းပြီးဟုတ်ပြီဒီတစ်ခုကတော့ကျွန်တော်တင်းစီပေါ့နော်အသိဉာဏ်ရှိတဲ့အပိုင်းကျွန်တော်ဆက်ပြီးတော့သွားမယ်။အသိဉာဏ်ရှိတဲ့အပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီ input တစ်ပိုက်တွေကနေလက်ခံလို့ရတယ်ဒီ data အချက်လက်တွေကိုစီမံတဲ့အပိုင်းဒီ process ကြီးလုပ်တဲ့အပိုင်းပြီးသွားတဲ့အခါမှာအဲ့ဒီအချက်သက်တွေကိုကျွန်တော်ကသိစီမလားတာမမဟင်မသိစီပဲထားလိုက်မလားဆိုတဲ့အပိုင်းပါစကန်ဟာတကူကနေဒီဆက်ဆက်ကိုကျွန်တော်တို့စကန်ဖတ်လိုက်မယ်ပေါ့ဒီစကန်ဖတ်ပြီးတော့ကျွန်တော် print ထုတ်မယ်ဆိုပါစို့အဲ့ဒီဆိုင်ရဆာရငါနောက်ချင်မှပြန်လဲအသုံးပြုဖို့ လိုအပ်လားပေါ့လိုအပ်မယ်ဆိုရင်ကျွန်တော်တင်းစီဂျင်ဒီစတိုရီအပိုင်းကိုလှုပ်ဆောင်ပါမယ်အဲ့လိုမဟုတ်ဖ ೇನೆ တခါတော့မယ်ဟုတ်လားနောင်လေဒီအားကအတော့မလို့ဆိုတော့ကျွန်တော်မသိမ့်မဲထားလိုက်မယ်ပေါ့နော်ဟောအဲ့ဒီကိုမသိမ့်မဲထားလိုက်မယ်ဆိုရင်တော့ဒီအနောင်ဆိုရင်တော့ဒါတိမ့်ထားတာမဟုတ်တဲ့အတွက်ပြန်တော့ယူလို့မရတော့ဘူးအဒီအပိုင်းကိုကျွန်တော်စတိုရီအပိုင်းတင်းစီရဲ့အပိုင်းကိုကျွန်တော်ကပြောမယ်ပေါ့ဟုတ်ပြီ အဲ့ဒါဆိုရင်ကျွန်တော်ကနောက်တစ်ခုကကျတော့ဒီရလက်ထုတ်ပေးခြင်းဆိုတဲ့အပိုင်းကိုကျွန်တော်ဆက်ပြီးတော့သွားမယ်ရလက်ထုတ်ပေးတယ်ဆိုတော့ကျွန်တော်ကအောက်ပွဲအပိုင်းလို့ပြောရမှာပေါ့နော်အဲ့မှာကျွန်တော်တို့ mouse တွေဒီ keyboard တွေ keyboard တွေလိုမျိုးပေါ့နော်ဒီ input device တွေကနေခိုင်းစေလိုက်တဲ့ဒီညွှန်ကြားချက်တွေကိုဒီ central processing unit လို့ခေါ်တဲ့ CPU ကနေ စီမံတဲ့အပိုင်းပြီးမြောက်တဲ့အခါမှာဒီမော်နီတာဖန်သားပြင်တွေဒီပရင်တာတွေစကန်နာစပီကာတွေပေါ့နော်မဆော်ရီစကန်နာမပါဘူးစပီကာတွေနှစ်ချက်တွေဟဲ့အဲ့ဒီစတဲ့အောက်ပုတ်တပိုက်တွေစီကိုအောက်ပုတ်အဖြစ်နဲ့ရောက်ရှိလာတယ်အဲ့ဒီအပိုင်းကိုတော့ရလက်ထုတ်ပေးတဲ့အပိုင်းလို့ခေါ်တယ်ပေါ့နော်တနည်းအားဖြင့်အောက်ပုတ်အပိုင်းလို့ခေါ်ပါတယ်နော်အောက်ပုတ်အပိုင်းလို့ခေါ်ရတယ်အဲ့ဒီမှာကျွန်တော်တို့ ီ output device တွေဆိုရင်ဒီဟာ monitor printer ဒါ projector ဆိုရင်လည်း output device ပေါ့နော်ပြီးရ speaker ပြီးလို့ရှင်အဲ့ချက်တွေပါမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ပုံဒီ computer ဒီတလုံးမှာဆိုလို့ရှင်အဲဘယ်လိုပြောမလဲ computer computer တောင်းရဲ့ကိုပြောတဲ့အချက်လေးချက်ကိုတည်သွားရပေါ့နော် ဘယ်လိုချင်းလဲဆိုလို့ရှိရင်ဒီကွန်ပျူတာဆိုတာဘာလုပ်မလဲ data တွေကိုလက်ခံမယ်စီမံမယ်သိင်စီမယ်ပြီးရင်ဒီရလာတကူကို ထုတ်ပေးမယ်ဆိုတဲ့ဒီသဘောတရားလေးခုအတွင်းမှာပဲရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့မှာကျွန်တော်တို့ကဒီကွန်ပျူတာမှာနောက်တစ်ခုကဒီ hardware နဲ့ software ဆိုပြီးတော့နှစ်ပိုင်းကွဲပါသေးတယ်ဒီ hardware ဆိုတာကတော့အရှင်းဆုံးပြောရရင်တော့ဒီ LAN နဲ့ ကင်တွေထိတွေ့လို့ရတဲ့ဒီအစိအပိုင်းမှန်သမျှကိုကျွန်တော်ခေါ်တာပေါ့နော်ဒီအပေါ်ရန်အစင်ကနေအောက်ဆုံးအစင်ဒီအစင်ညံသွားမယ်ဆိုရင်တော့ဒီဒီမော်နီတာကြီးပြီးလို့ရှိရင်ဒီ system ဘုံလို့ခေါ်တဲ့ကေစင်ဘုံပြီးရင် hard disk တွေ memory CPU အစားတဲ့ chips လေးအစားပေါ့နော်ဒီမာသားပုတ်ကြီးအဆုံးအထိပေါ့နော်ကျွန်တော်လက်နဲ့ကင်လို့ရတာအကုန်လုံး hardware ဖြစ်တယ်ပေါ့နော်ဟုတ်ပြီ မျက်စိနဲ့မြင်နိုင်မယ်လက်နဲ့ကိုင်နိုင်မယ်အဲ့ဒါကြီးအကုန်လုံးကျွန်တော် hardware လို့ခေါ်တယ်ဒီ software ဆိုတာကတော့ကျွန်တော်လက်နဲ့ကိုင်နဲ့ထိတွေ့လို့မရတဲ့အပိုင်းကိုခေါ်တယ်ပေါ့နော်သူကတော့ programming အပိုင်းပေါ့ကျွန်တော် computer တစ်လုံးစတင်အသက်ဝင်လာဖို့ဒီထဲသွင်းရတာတဲ့ဒီ program အသေးလေးတွေကနေစပြီးတော့ဒီ operating system တွေဖြစ်တဲ့ window တို့ mac တို့ linux တို့ ဟိုစားတဲ့ operating system တွေပြီးလို့ရှိရင်ဒီ application တွေဖြစ်တဲ့ဒီ Microsoft Word တို့ Excel တို့ PowerPoint တို့ဒီ Adobe ဟဲ့လား Adobe Photoshop PageMaker Premiere Pro ပြင်ပြီးတော့ edit လုပ်တဲ့ software တွေအဲအဲ့ဒီဟာတွေကစားတဲ့ရေချက်တခုစဉ်စီအတွက်ဒီတည်တံထုတ်လုပ်ထားတဲ့ application တွေအထိအ software တွေပဲဖြစ်တယ်နော်အဲ့တော့ computer hardware နဲ့ software ဆိုတာ မျက်စိနဲ့မြင်ကိုင်တွေထိတွေ့လို့ရတဲ့အမှန်သမျှသည်ဟာဝဲဖြစ်ပြီးတော့ကိုင်တွေထိတွေ့လို့မရဘဲနဲ့ဟလာကုတ်တွေနဲ့ပဲရေးထားတယ်အရာတွေအဲ့ဒီဘရိုကာနီကိုကြတော့ကျွန်တော်ဘာလုပ်လဲဆော့ဝဲလို့ခေါ်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြောပြပါတယ်အရာတွေကတော့ကွန်ပျူတာခြေကန်ဘော်ဒီအရေးထဲကနေပြီးတော့ကျွန်တော်အပိုင်းနဲ့ဖြစ်တဲ့ကွန်ပျူတာဆိုတာဘာလဲဆိုတဲ့ကောင်းတဲ့လေးကိုပြောပြပေးသွားတာပဲဖြစ်ပါတယ် နောက်ဆက်လက်ပြီးတော့လည်းကျန်တဲ့အပိုင်းသုံးပိုင်းကိုဆက်လက်ပြောပြပြီးသွားမှာမလို့မိတ်ဆွေတို့အနေနဲ့ဆက်လက်ကြောင်းစောင့်ကြည့်ပြီးတော့ညတာရက်ခံလို့ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးဦးနဲ့ notification ခေါင်းလောင်းလေးကိုနှိပ်ထားပြီးဦးလည်းတောင်းဆိုခြင်းပါတယ်အခုလို့ဆုံးထီအောင်ကြည့်ပြကြတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ကြည်ဆောင်ပြောကြရင်ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲရနာဖို့ပြုပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်